ထူးခြားပြည့်အများရှိတဲ့ထိုင်းတော်မစီရီတော်လေးစုရှိရာဘောကျူပြာရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်အတွင်းမှာထူးခြားတဲ့သမိုင်းတွေပိုင်ဆိုင်ထားခဲ့တဲ့သမိုင်းဝင်ဖျားတစုရှိပါသည်တီဘောမြို့ကဘောကျူဆိုတဲ့ရွာလေးမှာပါပဲအရင်ကတော့မုတ်တော်စီဒီလို့ခေါ်ခဲ့ကြပေမယ့်နောက်ပိုင်းမှာဘောကျူဖျားလို့ခေါ်ခဲ့ကြပါသည်ဒီလိုခေါ်ရတဲ့ကိစ္စမှာအခြားအကြောင်းရင်းလည်းရှိခဲ့တာပါဖျားရဲ့သမိုင်းကလည်းစိတ်ဝင်စားစရာကောင်းလွန်လာပါသည် ဘလို့ထူးခြားမလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုလိုက်ပါချစ်ရှုဖို့ဖိတ်ခေါ်လိုက်ပါစေရှင်။ဖျားသမိုင်းစာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2300ကျော်လောက်ကသာသနာပြန်ပွား၍ဆောင်ရွက်ခဲ့တဲ့တိရိဓမ္မအာတော်ကမင်းကြီးတည်တာလို့သိရပါရည်။ဖျားဌာပနာအနေနဲ့ရွှေငွေရနာပစ္စည်းတွေရောဓာတ်တော်မူတော်တွေရောမြှုပ်နှံထားခဲ့တာပါ။ဖျားဒီဃာစာမှာမုတ်တော်ဆိုတဲ့ဘွဲတော်ကိုစက်ကက်ခဲ့ပါရည်။မုတ်တီဆိုတာကပါဠိဘာသာနဲ့သုံးမိန်လောက်ရှိတဲ့အတိုင်းတာကိုခေါ်ဝါတာပါ။ အရာကြောင့်ဖရာရဲ့ဌာပနာတွေထဲမှာညံတော်သုံးပေမြင်းနဲ့ဆင်းလူတော်တွေပါနေအောင်မယ်လို့လည်းယုံကြည်ခဲ့ကြပါတယ်။ဒေသခံရှမ်းလူမျိုးတွေကတော့ဖရာနဲ့ပတ်သက်တဲ့တိကျယုံကြည်ချက်တွေရှိခဲ့ကြတာပါ။အဲ့ဒါကတော့စေဒီတီထားခဲ့တဲ့နေရာဟာဖရာလောင်းတော်ဝက်ဖြူမင်းဘဝတုန်းကကျက်စားခဲ့တဲ့နေရာလို့ယုံကြည်ကြတာဖြစ်ပါတယ်။နောက်ပြီးဘော်ဂျိုဆိုတဲ့နေရာကလည်းရှမ်းစကားပေါ်ဂျိုလို့သွားဆင်နေခဲ့ပါတယ်။ ပေါ်ကျိုးရဲ့အိဗေကကျိုးစိုးရဲလို့ဘာသာပြန်ရမှာပါကျိုးစိုးရဲဆိုတဲ့ဇလန်လေးကအနှွဲထားမင်းကြီးနဲ့မိဖုရားစုံမော်လာတို့နဲ့လည်းဆက်ဆက်နေတာဖြစ်ပါရီအနှွဲထားမင်းကြီးကမိဖုရားစုံမော်လာကိုချစ်ခင်ဆုံးမပါရီဒါပေမဲ့နန်းတွင်မှာလည်းမိဖုရားကိုမနာလိုသူတွေနဲ့ရှုပ်ထွေးနေကြတာပါမနာလိုသူတွေရဲ့ဂုံချောင်းမှုကြောင့်အနှွဲထားဘီရင်ကြီးကအထင်မှားပြီးမိဖုရားကိုရှာတုကချလိုက်ပါရီပြီးတော့ဇာတိဖြစ်တဲ့မိုင်းမော်ကိုပြန်ပုတ်ကြတာပါ ဒီချိန်မှာစောမော်လာရဲ့ဖခင်ဖြစ်တဲ့မိုင်းမော်စောဝါကြီးလေးတမိကိုတီဘောမှာလာကြိုရပါရီစောဝါကြီးကမုတ်တော်စေဒီကိုဖူးမြော်ပေးအဲ့နေရာမှာပဲတမိဖြစ်သူကိုစောက်ကြိုတီခဲ့တာပါအဲ့ဒီနေရာကို ရှမ်းစကားနဲ့ပေါ်ကြိုလို့ခေါ်ကြပြီးနောက်ကြတော့ဘောကြိုဖြစ်သွားရပါရီစေမကောင်းစရာကစောမော်လာကအဲ့နေရာကိုရောက်တဲ့ချိန်မှာပဲရှင်ကွင်းနာကြပြီးတော့ကွယ်လွန်သွားခဲ့ရတာပါအဲ့ဒါကြောင့်ဖေဖြစ်သူစော်ဝါကြီးတဲ့တမိအတွက်ရည်စူပေးဇေဒီတဆူတီးခဲ့ပါသေးတယ် အဲဆယ်ဒီကိုတော့ရှင်မော်လာဆယ်ဒီလို့ခေါ်ခဲ့ကြတာပါ ဘောဂျိုဘုရားကရှီအောင်သမိုင်းဝင်တကိုးကြီးဘုရားတစုဖြစ်တာနဲ့ညီစိတ်ဝင်စားစရာကောင်းတဲ့ထူးခြားချက်တွေလည်းရှိနေပါသေးတယ်။ဘုရားဝင်ထဲမှာရှိတဲ့စကားပင်ကြီးကဘလောက်ပဲကြီးကြီးဘုရားထီတော်ထက်မြင့်မသွားတာကလည်းထူးခြားချက်တစ်ခုပါပဲ။နောက်ပြီးတော့ဘုရားကြီးရဲ့အနောက်တောင်တောင်မှာဇေယျတော်အောက်ကနေရေတွေအမြဲစီးနေကြတာပါ။အဲ့ရှိတွေကဘယ်တော့မှမခန်းချောက်သွားပါဘူး။မိုးရှားတဲ့တွေဘက်တွေမှာလည်းပုံမှန်တိုင်းစစ်စစ်နေတာပါ။နောက်တဲ့ထူးခြားတာတစ်ခုကဖျားကြီးရဲ့မိုးဘက်မှာစံပယ်နေတဲ့ထိုင်တော်မိုးစင်းတော်လေးဆိုပါပဲ ဒေစင်းသူတော်တွေကိုပကံပရင်နရပတိစီသူမီကလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်လောက်ကလေးကတည်ထားခဲ့တာဖြစ်ပါသည်။တခုတူကြတာကဒေစင်းသူတော်တွေကိုဘလို့ပဲပင်းဆောင်ပူဇော်ပူဇော်သူတို့စံပေမုံမာပဲအမြင်ရောက်နေတတာဖြစ်ပါသည်။မဖြစ်မနေပင်းဆောင်ပေဆိုရင်လေအရှိတောင်နောက်မြောက်ဆိုတဲ့ ဖွဲအတိုင်းပဲပင်ဆောင်မှဆင်ပြေတာပါမုတ်လေးဘက်မှာဖျားကိုမျက်နာမူပြီးတော့စောက်ရှောက်နေတဲ့ဘလူးရုပ်ထု၅ရုပ်ကလည်းထူးထူးခြားခြားရှိနေခဲ့ပါတယ်နောက်ပြီးတော့ဖျားဝင်းရဲ့တောင်ဘက်မှာလည်းမျက်စွာဖျားခြေတော်ရာရှိနေတာပါဖျားရဲ့အနောက်တောင်ထောက်ကပြလိုက်ထဲမှာလည်းခေါင်းသုံးလုံးပါတဲ့ဆင်းရုပ်နဲ့ကျွန်းသွလူရုပ်၂ရုပ်သိမ်းဆဲထားပါတယ် ဒီအရုပ်ကိုပေါ်တိုက်ပြီးတော့ဆူတောင်းရင်ခံစားရတဲ့ဝေဒနာတွေတက်တာပြောက်ကင်းတယ်လို့ဒေသခံတွေကယုံကြည်ထားတာဖြစ်ကြောင်းဝင်းမြလာရင်နဲ့ဗီဒီယိုလေးကိုညီကုံချောလိုက်ပါရရှင်အဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်